တိတ်မှာဘာဖြစ်ခဲ့ဖြစ်ခဲ့ကြံခဲ့တာတော့ကြံခဲ့ပြီပေါ့ပြီးခဲ့တာတွေနဲ့ပတ်သက်လို့အမှန်တရားကိုမှန်ထားပြီးနှလုံးသားမှာအမုန်းပွားရင် အရှုံးများတာလေကိုယ်ပဲဖြစ်မှာပေါ့ခံစားနေလဲရံများတာပဲလေတရားရုပ်ကိုမုံလိုက်လို့ကိုယ်လည်းအကျိုးရှိသူလည်းအကျိုးရှိသွားမယ်ဆိုရင်တော့မုံသိရင် မုံရမှာပေါ့မုံဆိုတာအကျိုးရှိဖို့ထက်အရှုံးကိုပဲဖြစ်စေတာမဟုတ်လား တရားရုံးနဲ့ပတ်သက်ပြီးပဲဖြစ်ဖြစ်တခုနဲ့ပတ်သက်ပြီးပဲဖြစ်ဖြစ်သိပြီးခံစားနေရတယ်ဘလို့မှကိုဖြေဖြောက်လို့မရအောင်မကျင်မနှက်ချက်တွေများနေရတယ်ဆိုရင် ကိုဘကပဲအပြီးဖြတ်လိုက်ပေါ့တန္တရာအဆက်ဆိုတာကိုဖြတ်မှပြတ်မှလေဘာတိကြောင့်ပဲဖြစ်ဖြစ်ကိုမကျင်နှက်လို့ကိုဘကပြန်တုံပြန်ရင်လည်းတန္တရာကရှင်းနေကြအောင်မှဆိုတော့များများမကျင်နှက်လေလေမြန်မြန်ဖြတ်နိုင်အောင်ကြိုးစားလေဆိုရင် အဆုံးသတ်လဲမြန်မာပဲပေါ့ဒါကြောင့်ဖြစ်ပြီးခဲ့တဲ့ကိစ္စတွေမှာဘသူကြောင့်ဘာကြောင့်ဆိုတဲ့လက်ညှိုးတွေကိုပေးဖယ်ဘဝတန္တရာခရီးမှာ အကျွေးတွေမတည်ကျင်တော့ဘူးဆိုရင်ကိုကစပြီးတော့ဖျက်လိုက်ပါအပြစ်တွေလည်းမတည်အချစ်တွေလည်းမလွယ်တော့ပဲတန္တရာခရီးဒီဘဝမှာပဲ အပြီးထားလို့အဆက်မှန်တဲ့မြတ်ဖျက်လိုက်ကြဖို့ပဲပေါ့အန္တရာအဆက်ဖြတ်ဖို့ပါပဲ။ ရဘသာရင်မှာအကြောင်းကြောင့်အကျိုးဖြစ်တာရှိသလိုဒိတ်အနာကပစ္စုပန်ဆိုတဲ့ဒီကာလသုံးပါးလည်းပဲဝရဘသာဝင်တယောက်အတွက်ကကာလကိုပယ်လို့မရအောင်ကာလကိုပယ်ရင် तू ကဒိတ်ကြီးအယူမမှန်တော့ကာလလည်းမပယ်ရဘူးအကြောင်းအကျိုးကိုလည်းပယ်လို့မရအောင်အကြောင်းအကျိုးပယ်ရင်လည်းပဲ तू ကနတ္တိကဒိဋ္ဌိဆိုပြီးတော့ ဘာမှမရှိဘူးဆိုတဲ့အယူဝါဒတွေဖြစ်တဲ့အတွက်ကြောင့်သမာဓိတ္တိဖြစ်တော့ဆက်တတ္တဝါးမှာအတိတ်အတိတ်ကြောင်းတရားတွေကြောင့်လူတယောက်နဲ့ပတ်သက်တယောက်နဲ့ပတ်သက်ပြီးတော့တစ်ခုနဲ့ပတ်သက်ပြီးတော့အတိတ်ကိုဆွေးပြီးတော့ပူဆွေးနေရတဲ့သူတွေရှိတယ်။နာဂတ်ကိုတွေးပြီးတော့ဆွေးနေရတဲ့သူတွေရှိတယ်။အတိတ်နာဂတ်ပစ္စုပန်ဒီကာလ၃ပါးမှာအဓိကအကြဆုံးကပစ္စုပန်ကာလ။ present life ပဲဒီဘဝနဲ့ပြောမစင်နောက်အနာဂတ်ဘဝဒီဘာဖြစ်မယ်ဆိုတာမသိဘူးအတိတ်ဘဝဒီဘာဖြစ်ခဲ့ဆိုတာမသိဘူးပစ္စုပန်ဘဝဒီဒါလည်းရင်တိကျဆုံးနဲ့မှန်ကန်ဆုံးဖြစ်သစ္စာဘဝပဲဆိုတော့အတိတ်ကိုလည်းတွေးပြီးတော့ဆွေးနေလို့မရတယ်အနာဂတ်ကိုမျှော်မှန်းပြီးတော့လဲဝေဝါးနေလို့ပူဆွေးနေလို့တော့ကဖြစ်နေဖို့မဟုတ်ဘူးပစ္စုပန်တဲ့တဲ့ကိုရှုပြီးတော့ပစ္စုပန်တည် ဘဝရဲ့ဒီဖန်တီးမှုအနာဂတ်ဘဝဖန်တီးမှုရဲ့အားလုံးရဲ့မိမ့်ပဲဆိုတော့အတိတ်တည်းကဘာတွေဖြစ်ခဲ့ဆိုတော့ကိုမသိရဲ့အတွေ့အကြုံအတိတ်အကြောင်းတရားတွေကိုတားရရှောက်တွေးပြီးတော့ပူဆွေးတော့ကဖြစ်နေမဲ့အစားပစ္စုပန်တဲ့တယ်မှာအနာဂတ်ကိုဘလို့ပုံဖော်မလဲဒါကအရေးကြီးတယ်ဒီလိုပဲဒီပစ္စုပန်ဘဝမှာလည်းပဲ तू ကအတိတ်ဆိုတာကဘဝနဲ့ချီပြီးဝေးတဲ့အတိတ်ဆိုရှိတယ်လို့ပစ္စုပန်ဘဝမှာလည်းပဲအနည်းဆုံးအတိတ်ဆိုတာရှိတယ် နည်းဆုံးအတိတ်ဆိုတာကမနည်းရဟာဒီအနည်းဆုံးအတိတ်ဆိုတော့ကြံခဲ့တယ်ကြံခဲ့တယ်အချိန်တိုင်းချိန်ရတယ်အနည်းဆုံးအတိတ်နည်းဆုံးအတိတ်ဟိုးဝေးကြီးအတိတ်ဘဝတွေကိုမတွေးနဲ့အောင်ပစ္စုပန်အနည်းဆုံးဘဝမှာဘယ်ကြီးလိုက်အောင်ပစ္စုပန်ဒီဘဝမှာပဲကိုသိနိုင်တဲ့အတိတ်တွေကကောင်းတဲ့အတိတ်နဲ့မကောင်းတဲ့အတိတ်လူတွေတော်တော်များများကအတိတ်ကိုတွေးပြီးတော့ပူဆွေးနေတယ်ဆိုတာကမကောင်းတာတွေတွေးလို့ဖြစ်ကြတာပဲ လူတော်များများကောင်းတဲ့အတွေးဆိုရင်တိတ်မတွေးကြဘူးအတိတ်အတွေးကိုမကောင်းတဲ့အတွေးကိုပို့ပြီးတော့ပို့တယ်။မကောင်းတဲ့အတိတ်အတွေးကိုတွေးပြီးတော့ဆွေးနွေးပြီးတော့ကုသေသောကဖြစ်နေကြရပြီးအနာဂတ်မှာအဲ့ဒီအတွေးတွေပါတစ်ခါတည်းယူသွားတော့ဒီတိတ်ရဲ့တရားမှုကအနာဂတ်ဒီဘဝဒီပါပါသွားတာဆိုတော့တချို့ကလူတယောက်ကိုခွင့်မလွတ်နိုင်ဘူး။လူတယောက်ကိုမုန်းတယ်တစုံတရားကိုမုံတယ်တစုံတစ်ခုကိုမုံတယ်အဲ့မုံနေဆိုတာကြီးကထက်ခါတကမုံရင်းမုံရင်းနဲ့အတိတ်အမုန်းတရားတွေက တန်တရာအထိပါသွားတော့တချို့ဆိုရင်အဲ့အမုန်းတရားနဲ့စုတွေတောင်းရင်တောင်းနေအမုန်းကြောင့်တန်တရာတွေရှိတာသူမုန်းလာပြီမတွေ့ကျင်တော့ဘူးမစုံကျင်တော့ဘူးဆိုရင်နောင်တန်တရားလည်းမစုံကျင်တော့ဘယ်တော့မှမစုံကျင်တော့ကြက်ကြက်မုန်းနေရင်ကြက်ကြက်မုန်းနေရင်သူ့ကိုဘယ်တော့မှမစုံကျင်တဲ့အတွက်ကြောင့်တန်တရာလည်းမစုံကြက်ကြက်မုန်းလာရင်ကိုကကိုကဖြတ်ပလိုက်တယ်တန်တရာကိုကိုကဖြတ်ပလိုက်မှသူနဲ့မစုံတော့ဘူး ြက်ကြက်မုန်းလို့ကြက်ကြက်ဟိုစုတွေတောင်းကြက်ကြက်ဒုက္ခတွေဖြစ်အောင်ဘုရားဆန္ဒတွေရှင်အဲ့ဒီအမုန်းကပို့ပြီးတော့တန်တရာရှည်ပြီးနောက်အနာဂတ်ထိပါသွားတော့တာတိတ်ပြီးတော့မုန်းရင်မျက်မျက်နှာဖြတ်ပလိုက်အဲယောစင်ဆိုတာကချစ်လို့တွေ့တဲ့တန်ယောစင်ရှိတယ်လို့မုန်းလို့တွေ့လို့တန်ယောစင်လည်းရှိတယ်လူတွေမှာတန်ယောစင်လို့ပြောရင်ချစ်တာကိုပဲတန်ယောစင်လို့ထင်တာအမှန်ကမုန်းနေတာလေတန်ယောစင်ပဋိကတန်ယောစင်ဆိုတော့ ချစ်တဲ့လူကိုထက်ကထက်ကသတိရနေမုန်းတဲ့လူကိုလည်းထက်ကထက်ကသတိရနေအမုန်းတိုင်ရောဆိုတော့အပြရောကိုတာကြီးမုန်းနေစင်တာဘုန်းကြီးတို့တာတိုင်ဟုတ်စင်ရှိလို့မုန်းနေဘူးပြောတိုင်ဟုတ်စင်ရှိလို့မုန်းနေတာအဲ့တော့အမုန်းတိုင်ရောစင်လည်းဖြတ်ပလိုက်မှာကြက်ကြက်မုန်းနေရင်ကြက်ကြက်မစုံခြင်းနဲ့လေကိုယ့်ဘက်ကပို့ပြီးတော့အမြန်ဖြတ်ပလိုက်မြန်မြန်ဖြတ်နိုင်မှမြန်မြန်ပြတ်သွားတာတခါကမဖြတ်နိုင်တော့အမုန်းတရားနဲ့အာကာသရေထားပြီးစုတွေတောင်းကြတယ် စပရစ်တောင်းရင်အဲ့ဒီတန်တရာကသူကလည်းတောင်းဘုရားလည်းတောင်းတော့တန်တရာရှိဘုရားစာပြီးတဲ့စဘုရားဘာသာတော်တော်များများကဗာလိပဲလို့လို့ဆုတောင်းတာတော့ဝါသနာပါကြဆုတောင်းတာတော့ဝါသနာပါရတမီးစားဘုရားလည်းဆုတောင်းနိုင်တာတော့အိုးတခါတခါကုသိုလ်လုပ်တာနဲ့နဲ့တောင်းလိုက်တဲ့ဆုရဤကုသိုလ်ကောင်းများပါဖျားပါလို့ညာဖျားပါလို့ညာများတို့ချောအိုးပြောတောင်းလိုက်တာဆိုတော့တောင်းတဲ့အခါကျတော့ကုသိုလ်ရဲ့ကောင်းမှုရဲ့သဘောကလည်းပဲအကျိုးပေးတန်ခြင်းတော့ ေးတော့ပေးမှာပဲဒါပေမဲ့ပေးရမယ်လမ်းကနေသွေးဖွဲပြီးတော့တဏှာနဲ့သွားပြီးတောင်းလိုက်တော့အဲတောင်းတဲ့အတိုင်းဖြစ်တာအချို့သမီးစားဘဝဆိုရင်လူဓာလေးနဲ့နဲ့နဲ့ဤကုသိုလ်ကောင်းမှုကြောင့်ဖြစ်လျက်ဘဝတိုင်းဘဝတိုင်းလူဖြစ်ရင်လည်းအတူတူနဲ့ဖြစ်ရင်လည်းအတူတူတိုင်းဖို့ဆိုတာနော်ရုပ်စောအစုံဟိုငှက်ပစ်တာအောင်တကိုင်းနဲ့နားပြရစီတော့ဆိုဒီလိုဆွတ်တောင်းလိုက်တော့ကုသိုလ်ကောင်းမှုကသူ့ဟာနဲ့သူအကျိုးပေးရမယ်အောင်ကိုကအဲ့တဏှာနဲ့ခြီးပြီးတော့ငှက်ဘဝကိုတောင်းယူလိုက်သလိုဖြစ်တော့ငှက်ဘဝမှာအတူတူသွားဖြစ်ရောတကိုင်းနဲ့သွားတော့နားရတာပဲ ရောက်ွက်တဲ့လေးကွာနဲ့ပြတဲ့ကောင်းနဲ့သွားတို့တော့အဲ့တကိုင်းနဲ့ကနေပြုတ်ကြောက်ဆိုတော့စတောင်းနေမှားလို့တန်တရားတွေကရှေ့ပြီးတော့တန်တရားတွေကမကျွတ်နိုင်တာဖြစ်တဲ့အတွက်ကြောင့်လူတွေမှာတောင်းနေဖြစ်ပါလေဖြစ်ပြရစညာလေးဖြစ်ပြရစတောင်းကြဘုန်းကြီးကတော့စတောင်းတဲ့အထဲမှာအဲ့ဒီဖြစ်ပြရစီလို့စတောင်းတာတယ်မဖြစ်ပြရစီနဲ့စတောင်းနေစတောင်းနေတော့ကိုကြိုက်တယ်လူတိုင်းကဖြစ်ပါစေလို့စတောင်းနေတဲ့ခြားထဲမှာမဖြစ်ပါစေနဲ့လို့စတောင်းနေတဲ့ သူတော်ကောင်းကြီးတပါဘုန်းကြီးတို့ဆတ်ဆတ်တော်ထဲမှာဖတ်ဘူးတယ်အဲ့ဒါကာဏဆတ်ဆိုကာဏဇာတကလေကာဏဆတ်ဆိုတာဘုရားလောင်းကာဏယတိဘဝဘုရားလောင်းကာဏယတိဘဝကကာဏဆိုတဲ့စကားလုံးကပါဠိစကားလုံးမြန်မာလိုဆိုရင်တော့အမဲလို့အဓိပ္ပာယ်ရတအားမဲနေတဲ့အတွက်ကြောင့်အသားမဲတဲ့အတွက်ကြောင့်ကာဏယတိလို့လူတွေကခေါ်တာဘုရားလောင်းယတိကအသားမဲတယ်အသားမဲတယ်ဆိုတော့ဘုန်းကြီးအဲ့ဒါလေးတခါစဉ်းစားကြည့် ဒုနီယာအသားမဲတယ်အသားမဲတယ်လို့ပြောတာလို့တကယ်တမ်းကျတော့အသားမဲတာမဟုတ်ဘူးအည်ပြားမဲတာပါအသားဖြူတာမဟုတ်အည်ပြားဖြူတာအသားပုံမှာအည်ပြားဖုံးတာအည်ပြားကိုခွာခြင်းအသားမဲတယ်အသားဖြူတယ်ဆိုတာမရှိတော့ဆိုတော့လောကလောကဟောတာအသားမဲတယ်လို့ပြောပြီးမှအမှန်ကတော့အည်ပြားမဲတာအည်ပြားမဲတော့အဲ့ကန္နရသေးရလဲအည်ပြားမဲတာဒါပေမဲ့ဘုရားလောင်းကန္နရသေးအသားမဲတဲ့ရသေးဆိုတော့ ဲ့လိုကန္နာရသည်ခေါ်ရင်ခေါ်ရင်တဲ့ဒီနေ့တော့ကုသိုလ်ကောင်းမှုတွေပါရမီမြောက်အောင်အားထုတ်ရင်တရားမင်းရဲ့ကြောက်ဖြာပူလာတာကန္နာရသည်ရဲ့စွမ်းအားနဲ့ရာမင်းကြောက်ဖြာပူလာတော့ရာမင်းကလည်းဒီပြေမှာကြောက်ဖြာပူရင်ကြောက်ဖြာသူ့ကြောက်ဖြာပူလာရင်သူကဒီပြေလှမ်းလှမ်းကြည့်ဘယ်သူများငါနေရလူမလဲလူတွေမပြောနဲ့တရားလည်းနေရပြောက်မှာကြောက်တယ်နော်အဝါဒမစ္စတီးယာတိတ်ကြောက်เสียကောင်းလူတွေတော့ကိုယ်နေရပြောက်မှာမပြောနဲ့ ဟိုဆိုရင်တောင်မပြောနဲ့ပညာမင်းတော်မှာနှက်ပြရနေတယ်။အော်သူ့နေရာလေးပြောက်ပါဆိုလို့တောက်ကြောက်ဖြာပူလိုက်ရင်အောက်ကိုဆန့်လန့်ကြည့်ရဘူးသူဘာလုပ်နေလဲ။အဲ့တော့ကာဏရသိကုသိုလ်ကောင်းမယ်လို့တဲ့အချင်းပညာမင်းကလွတ်ပြရနှက်ပြလန့်ကြည့်တော့နှက်ပြကြောက်ဖြာပူလာလွတ်ပြလန့်ကြည့်ဟာဘသူနေလဲဆိုကာဏရသိဖြစ်။ကာဏရသိဖြစ်တော့ဒီရသိဘာတွေတောင်းလို့ဘာစုတွေတောင်းလို့ဘာတွေလိုချင်လို့ဒီလောက်ကုသိုလ်ကောင်းမယ်လုပ်နိုင်မသိသွားဆောင်စားအောင်မယ်။လွတ်ပြစင်းလာပြီကာဏရသိကာဏရသိခေါ်တော့ ူကဘာမှလို့ဆိုရသေမဲကြီးပေါ့ဒီနေ့ခေတ်စကားလည်းဟဲ့ကလားရသေနေမှာပေါ့ဆိုရသေမဲကြီးလို့ခေါ်တော့ဘုရားလောက်အပြန်ပြီးတော့ပြောတယ်ကန္နရသေကတရားမင်းကနကန္တော်တဆတာဟောတိအန္တောတာရောဟိပြမနောယသမင်ပါပါနိကမ္မာနိတဝေကံနောသူစံပတိဒီစကားလေးရဲ့ ုစံပတိသုစံပတိအမိရတဲ့တခြားမင်းနဲ့တသတာအရေးအပြင်ကံတော်မဲညင်ရုံနဲ့နကံတော်အမဲလို့ပြောလို့မရဘူး။ရေပြားမဲုံနဲ့အမဲလို့ငါလာမခေါ်နဲ့တဲ့။အန်တော်တာရဟိပြမနောအတွင်းကဖြူနေပြမနာပါပဲ။နှလုံးသားဖြူနေအဲ့ဒါမြင့်မြတ်တဲ့ပုဂ္ဂိုလ်ပဲတဲ့။ယသမေပါပါနိကမ္မာနိယသမေအချင်းပုဂ္ဂိုလ်၌ပါပါနိကမ္မာနိမကောင်းတဲ့အကုသိုလ်ကံတွေရှိနေတယ်။တသမိန် ထိုမကောင်းမှုရှိနေပုဂ္ဂိုလ်ကလည်းတဝေစင်စစ်ကံတော်အမဲလို့ပြောတာပါအကုသိုလ်တွေနဲ့ပြည့်နေတဲ့ပုဂ္ဂိုလ်ကလည်းတကယ်တမ်းကျတော့အမဲလို့ခေါ်ရတာတဲ့အသားမဲယုံနဲ့အမဲလို့မပြောရဘူးတဲ့ဆိုတော့ဘုရားအလောင်းကကာဏရဲ့ပြန်ပြန်ပြောအရာမြတ်ကောင်းပါပြီကောင်းပါပြီမခေါ်နဲ့ဆိုတော့မခေါ်ပါဘူးဒါပေမဲ့ရှင်ရသိကာဏရဲ့သိကုသိုလ်ကောင်းမှုတွေတော့အများကြီးလုပ်နေတာ ဘာဆိုရမယ်တောင်းလို့လဲဘာရမယ်လူချင်းလို့လဲသူကသိကျင်တာသူ့နေရာနဲ့လူမလားသူ့နေရာတောင်းတဲ့စွန့်မြန်ပါမလားလို့ဘုရားလောင်းကံသာရဲ့ဒီမေးတာတရားမင်းမိတော့မှဘုရားလောင်းကပြန်ပြောတယ်ဈာမင်းရေဘယ်တင်ပေးလို့တာဖြေရမယ်တဲ့ငါတောင်းတဲ့စုရေရတော့စုလေးမျိုးတော့တောင်းတယ်တဲ့အာစုရီလေးမျိုးတောင်းလဲစင်သူနေကောတန်သူနေဒောတန်နေလောပန်ဟုတ်တိမတ္တနော သင်နေရမဘိကင်ခာမိအတ်အမစ္စတူရောဝရေရမင်းရဲ့ငါတောင်းတဲ့စုလေးမျိုးဟာတဲ့သူနဲ့ဂေါထဖြစ်လျက်ဘဝတိုင်းဘဝတိုင်းဂေါထဆိုတဲ့အမျက်မထွက်ပြရစေနဲ့ကိုရီးယားဘာလေးဖြစ်ပြရစေလို့စွတ်တောင်းနေတဲ့ဂျားထဲမှာဖရာလောင်ကန္နာရဲ့ပြတောင်းတာကမဖြစ်ပြရစေနဲ့ဟောသူတို့တူတူပဲဒါပေမဲ့ဖြစ်အောင်စွတ်တောင်းသူနဲ့ဂေါထဖြစ်လျက်ဘဝတိုင်းဘဝတိုင်းဂေါထဆိုတဲ့အမျက်မထွက်ပြရစေနဲ့တော့ အမြတ်မထွက်ကျင်တော့ဘူးလေအမြတ်ဆိုတာက ပါဠိလိုကောတာမြန်မာလိုဆိုတာအမြတ်မယပင်ကတာမြတ်အမြတ်ဆိုတာဘာလဲဆိုတော့စူးလေးတွေစူးတဲ့အခါမှာခြေမထိပ်ပြီးလက်မထိပ်ပြီးစူးစူးတဲ့အခါမှာအဲ့ခြေတွေလက်ထိပ်လေးကိုလက်ကလေးနဲ့ပုတ်ချင်မြက်တက်တက်လေးဖြစ်နေတဲ့သဘောအဲ့ဒါအမြတ်လို့ပြောတယ်ပါဠိလိုအတွေ့ဘဝရဲ့မှာတယောက်နဲ့ပတ်သက်ပြီးတော့တစ်ခုနဲ့ပတ်သက်ပြီးရင်ထဲမှာမချေမချမ်းဖြစ်နေတဲ့သဘောပြောတော့မပြောဘူးတယောက်တည်းခံစားနေ ရင်ထဲမှာမကြည်မနှက်ဖြစ်နေတယ်ဗောငါတလောက်လုတ်ပေးတာငါ့ကိုဒီလိုပြောရတယ်ဆိုတော့တစင်စကားလေးနဲ့ခံစားနေရတဲ့သဘောအဲ့ဒါကိုခေါ်တာလို့ပေါ့တနည်းအားဖြင့်ညနေခေတ်စကားနဲ့ပြောအစာမကြည်တာအစာမကြည်တာတွေကိုခေါ်တာလို့ဆိုတော့အဲ့အစာမကြည်တာလေးမျာ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 းလာရင်သူကမကြည်နှက်ချက်လေးတွေစူး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 ထိုင်တော့အညှိုးတေးတယ်နောက်ဆုံးမခံစားရင်တော့ပောက်ကွဲသွားတော့ဒေါသအစင်ရောက်သွားတယ်ဆိုတော့ခေါ်တာဆိုတာဒေါသအသေးစားလေးပဲ ငါတဲ့ဖြစ်လျက်ဘဝတိုင်းပေါ်အဲ့ဒီအမြက်လေးတွေမဖြစ်ချင်တော့ဘူးအိတ်ဆူတောင်းငါငါဆူတောင်းတယ်တရားမင်းငါကောင်းပါပြီဒါလည်းကောင်းပါတယ်တူသူ့နေရာမထီတော့ဝမ်းသာวะတရားမင်းကောင်းပြီနောက်တက်ဆူပါဆူတောင်းပြီလေသူနေဒေါသန်းနဲ့ဖြစ်လျက်ဘဝတိုင်းဘဝတိုင်းဒေါသလည်းမထွက်ပြရစေနဲ့တို့ဖြစ်ပြရစေလို့ဆူမတောင်းကာဏရဲ့တေကဒေါသမထွက်ချင်တော့ဘူးတဲ့ဒေါသမထွက်ပြရစေတော့နဲ့ဒီလိုဆူလေးပဲတောင်းပါတယ် အာသူတွေကဒေါသအလျောက်တောင်းလိုက်ကြတာเนาะစုတရားလေဘုန်းကြီးတို့ကုသိုလ်ရှင်သူတော်ကောင်းတွေကုသိုလ်ရှင်တွေရတဘာဝဒေါသကြီးတော့ဒေါသအလျောက်ဟိုအညုတိအာဃာတံတောင်းလိုက်တဲ့စုတရားလေငါနောက်ဘဝသူ့ပြန်နိုင်ရပါလို့ငါနောက်ဘဝသူ့ပြန်နိုင်ရပါလို့စသဖြင့်ဒေါသကိုအကြောင်းပြပြီးတော့အညုတိတွေနဲ့သူကဘာလို့ရပါလို့ညာလို့ရပါလို့စုတွေတအားတောင်းတဲ့အခါကျအဲ့ဒေါသအလျောက်ပို့ပြီးတော့တန်မြာရှိတာ ဘုရားလမ်းပန်းနိုင်တဲ့အဲ့လိုမတောင်းတော့သူနေဒေါသံဖြစ်လျက်ဘဝတိုင်းဘဝတိုင်းဒေါသမဖြစ်ပြရစင်းနေတော့ဒေါသရဲ့အတိတ်နဲ့ကိုသူကောင်းကောင်းသိသွားတာဒေါသကပူရာကိုတဲ့ဒေါသကဖြစ်ရင်ဖြစ်တဲ့သူကိုပူတယ်ပြီးရင်ပတ်ဝန်းကျင်ကိုပူတယ်ဒေါသနဲ့မေတ္တာကအဲ့ဒါဆန့်ကျင်ပဲအခါတခါကျစိတ်ဆိုးတာသူများကိုစိတ်ဆိုးတာ တရားကိုစေဆိုးတာပဲသာသမီကိုစေဆိုးတာတပည့်ကိုစေဆိုးတာတငယ်ချင်းကိုစေဆိုးတာအထက်ကလူကြီးကိုစေဆိုးတာအောက်ကလူငယ်ကိုစေဆိုးတာဆိုးတာကတော့ဒေါသသူ့ကိုစေဆိုးလိုက်တာမပူတာကကိုယ်ကပူတာအာဩစရာဆိုးတာကသူများကိုဆိုးတာဒေါသကဒေါသထွက်တာသူများကိုထွက်တာဒေါသဖြစ်တာ သူများကိုဖြစ်တယ်ရလိုက်တာခံစားတာကိုယ်ကခံစားရတာဒေါသတွေထွက်တာသူများကိုထွက်တာ ိုကခံစားရပြီးရင်ကိုကြည့်သူများမှခံဒေါသနှစ်ပွက်လုံးပို့တာပဲမေတ္တာကြတာစန့်ကျင်တယ်မေတ္တာပို့တာသူများကိုပို့တာဘောတို့ဘေးရန်ကင်းပါစေကိုစနေကင်းပါစေစင်ကင်းပါစေပေရုမေတို့စသဖြင့်ကိုနဲ့ပတ်သက်တဲ့ဆက်ဆက်ဆက်နွယ်ရာတွေအကုန်လုံးပို့လိုက်တာကတော့မေတ္တာတွေသူများကိုပို့လိုက်တာသူများကိုပို့လိုက်တဲ့မေတ္တာသူတို့ရောက်တာမရောက်တာအတာတာကိုကတော့အရင်ငင်းအင်းသွားတာ င်တာကသူများကိုပို့တာညတော့ကိုရတယ်သူလည်းရတယ်ဒေါသကသူများကိုထွက်တာခံစားတော့ကိုခံစားရတယ်သူလည်းခံစားရတယ်စဒီဒေါသရဲ့သဘောတွေသိနေတော့ဘုရားလောင်းကဏ္ဍရဲ့တင်ဒေါသမထွက်ခြင်းတော့ဒေါသမထွက်ခြင်းတဲ့အတွက်ကြောင့်ဆူတောင်းနေငါတခြားဆူတော့မတောင်းဘူးလေသူ့နေဒေါသဖြစ်လျက်ဘဝတိုင်းဘဝတိုင်းဒေါသမထွက်ခြင်းတော့သူကတက်ကြမုန်းနေနေသူ့ရဲ့တန်ត្រာကိုသူ့အလိုဖြတ်ပလိုက်တော့တာသူများကို တန်ညာအရှိမခံတော့ကိုကတရားရောက်ကိုမကျင်တတ်တော့ဘူးမကြိုက်တော့ဘူးဘလို့မှမစုံညင်းတော့ဘူးဆိုရင်ကိုကအရင်ဖြတ်ပလိုက်တာဆိုတော့အဲ့လိုမျိုးလုပ်ပလိုက်တော့တန်ညာမရှိတော့ဟာကောင်းတာပဲတဲ့ဒီစူတောင်းလေးနဲ့ကြားမင်းအဲ့သာတပါစူလေးတောင်းတယ်နေနောဗံဥတီမတ္တနောတဲ့ငါကတဲ့တတ္တရာစူတောင်းကလောဘအကြီးစားကြီးတွေမဖြစ်ချင်တော့ဝိတ္တမလောဘမတရားလူကြီးနဲ့လောဘတွေမရှိပြရစေနဲ့ဒီလိုလေးစူတောင်းတယ် ဟောတို့တွေကလောဘအလျောက်တောင်းလိုက်ကြတာနော်လောဘအလျောက်တော်တောင်းတာတစ်ခါကျရင်ဒုတ်တဲ့ကုသိုလ်ကနည်းနည်းတောင်းလိုက်တဲ့စုရအများကြီးလောဘကိုဥစည်းပြီးတောင်းကြတာလောဘဥစည်းတောင်းကြလူချင်းသားများစုကမတောင်းနဲ့ပြည့်မှာပဲကိုလုံးတဲ့ကံလေကံအလျောက်အကျိုးပေးမှာကိုအဲ့ဒါကိုသူကတောင်းလိုက်တဲ့စုတွေနဲ့လောဘဥစည်းပြီးတောင်းလိုက်တဲ့စုလောဘဥစည်းပြီးတောင်းလိုက်တော့မပြည့်ဘူးလားမို့တော့ကုသိုလ်အားကြီးရင် ပြည့်သွားတာဒါပေမဲ့ အဲ့ဒီပြည့်တဲ့အကျိုးပေးတွေကလည်းတန်တရာကိုရှေ့စေတာကိုသူကဒါနကရှေ့စေတာမဟုတ်ဘူးကိုယ့်ရဲ့တောင်းလိုက်တဲ့တဏှာလောဘကတန်တရာရှေ့သွားတယ်ဒီကုသိုလ်ကြောင့်မဘာဖြစ်ရပါလို့ညာဖြစ်ရလို့ဘယ်ဘဝရောက်ပါညာဘဝရောက်ပါပြီဆွတ်တောင်းတော့ကောင်းပြီအဲ့ဒီဘဝရောက်တော့လည်းပဲမွေးမယ်ပိုမယ်နားမယ်သိမယ်အခက်မသိအောက်တော်ပြန်ပြီးတော့ကြောက်ပါအောင်ပါဆိုတော့တန်တရာကိုရှေ့တော့လောဘအလိုလိုက်ပြီးတော့လောဘအနေဆောက်မတောင်းတော့ဘဲနဲ့ လောကကထွမြောက်ကြောင်းကိုအာယုံပြုပြီးတောင်းလိုက်တဲ့စုမျိုးကတော့ဝတ္တနေတိတဝတ္တနေတိတလုလုကဝိစနိယနဲ့ကင်းလို့အောင်တောင်းလိုက်တဲ့စုမျိုးဒါကြောင့်လောဘမဥစီတော့ခုနကကုသလစန္ဒကောင်းတဲ့စိတ်ကလေးဥစီပြီးတော့တောင်းလိုက်ဖြစ်တဲ့အတွက်သန္တရာမရှိတော့ညောလောဘကြောင့်လူဟာဟိုအယူတစ်ပိုင်းဖြစ်တတ်တယ်လောဘကြည့်ရင်လူဟာယူတတ်တယ်ဆိုတဲ့အတိုင်းပဲ လောဘရဲ့သဘောကိုဖះလောက်ကံနာရည်တွေကသဘောပေါက်သွားတဲ့အခါကျသူကဆူတောင်းနေဖြစ်လျာဘဝတိုင်းဘဝတိုင်းမှာလောဘဘယ်တော့မှမဖြစ်ပြရစေတော့နဲ့ဒီဆူတောင်းလေးတောင်းကြားမရလေးခြေနဲ့ဩမဆိုးပါဘူးဒါလည်းပဲကောင်းတာပဲသန္တရာဟိုလောဘတွေကြောင့်ဒုက္ခရောက်တာလေညိနာဘောအဲသူ့နေရာသူမထီတော်ဘူးဆိုသူကဝမ်းသာတယ်ကြားမဲ့ကောင်းပြီနောက်တစ်ပါဆူတောင်းနေငါနောက်တောင်းနေဆူတောင်းဆူတောင်းလေးတစ်ခုဟာတော့တဲ့ တိနေရမပိကင်ခါမိဖြစ်လျာဘဝတိုင်းဘဝတိုင်းကိုကချစ်ရတဲ့သူမဖြစ်ပြစေနဲ့တော့မချစ်ချင်တော့ဘူးလေချစ်ချင်းတရားတွေကင်းဝေးရပါလို့ဒီလိုပဲဆုတောင်းတယ်ဟုတ်ချစ်ချင်မချစ်ချင်တော့ဘူးချစ်ရတဲ့သဘောကိုဟိုကန္နရတ္တိဘုရားလောင်းရတ္တိကဘလို့ကျင်တော့ဘူးကိုကချစ်ရတဲ့သူမဖြစ်ပြစေနဲ့ဆိုတော့ကိုကအချစ်ခံရတဲ့သူဖြစ်ချင်တာလား ဘုရားဟိုတနေ့ရတော့စာလေးရေးဘူးဟောသူချစ်ကိုမရှာနဲ့ကိုချစ်ကိုမရှာနဲ့သူချစ်ကိုရှာလူတွေမှာအလိုနေပြောတတ်ကြသူချစ်ကိုချစ်ကိုမရှာနဲ့သူချစ်ကိုရှာကိုချစ်ကိုရှာရင်ကိုကအလိုလိုက်ပြန်မှန်းတယ်သူချစ်ကိုရှာဘုရားတခါပြောပြကလေးမလေးအေးနေမျိုးကကိုချစ်ကိုမရှာနဲ့သူချစ်ကိုရှာဆိုတော့သူချစ်ကြီးပဲရှာတော့ကိုကမချစ်တဲ့လူကကိုကိုချစ်နေရောစိတ်ချမ်းသာပါမလားချမ်းသာတယ် ူကတော့ချစ်တယ်ကိုကမချစ်ရင်လည်းပဲဒီလူကအဆင်မပြေပြန်ဘူးဟောသူချစ်ကြည့်ပဲရှာတော့လေကိုကမချစ်ပြန်တယ်မချစ်တဲ့သူနဲ့အတူနေရရင်လည်း तू ကတော့ကိုကိုချစ်တာပဲကိုကသူ့ကိုမချစ်ဘူးမချစ်တဲ့သူနဲ့အတူနေရတယ်ဒုက္ခပဲဘုရားကဟောချစ်ရတဲ့သူနဲ့ကွဲရတာလည်းဒုက္ခမချစ်ရတဲ့သူနဲ့အတူနေရတာဒုက္ခပဲဒါပေမဲ့အချစ်ဆိုတာကိုချစ်ရတဲ့သူရဲ့အချစ်ကိုမရတာလည်းပဲဒုက္ခပဲကိုမချစ်ရတဲ့သူရဲ့အချစ်ကိုရတာလည်းဒုက္ခပဲ ဆိုဘယ်အချစ်မြတ်မကောင်းတော့ခြေရတာလည်းမကောင်းအချစ်ခံတာလည်းမကောင်းအချစ်ခံတာလည်းပင်မနေခြေရတာလည်းပဲပင်မနေဆိုဘုရားလောင်းကန်တာရေးတယ်မရှိချင်တော့ဘူးအချစ်ချင်တော့ဆိုမမုန်းလည်းမမုန်းညာအချစ်မမုန်းလေးအချစ်အမုန်းလေးကိုရှောင်ပြီးတော့ဒီစိတ်လေးနဲ့ပဲနေတော့တယ်ဆိုတော့ဘုရားလောင်းကန်တာရေးတယ်ပြောလိုက်တဲ့ခါကျတော့ကြားမြင်ခြေနဲ့ဝန်တာလိုက်တာတာတို့တာတို့ခေါ်ပြီးတော့သူ့နေရာမထီတော့ဘူးဆိုပြန်တက်သွားပြောချင်တာက ပြုစဉ်တဘာဝဖြစ်ပြရစီလို့တောင်းတဲ့စုတွေခြားထဲမှာအော်ဘုရားလောင်းတော်တော်ကောင်းကြီးကမဖြစ်ပြရစီနဲ့ဆိုတောင်းတာဆိုသန္တရာကိုသူ့ဟာသူအဆက်ဖြတ်တာပဲသန္တရာကိုအဆက်ပြတယ်ဒါကြောင့်မို့တို့ဒီရဲ့ဘဝမှာတရားနဲ့ပတ်သက်ပြီးတော့သိပြီးတော့မကြည်မနှက်တွေဖြစ်တယ်တရားနဲ့ပတ်သက်သိပြီးတော့အမုန်းတရားတွေဖြစ်တယ်တရားနဲ့ပတ်သက်ပြီးတော့သိပြီးတော့အလိုမကျတွေဖြစ်တယ်ဆိုရင်သူနဲ့ပတ်သက်ပြီးတော့ဖြစ်ပေါ်လာမယ်သန္တရာကိုကိုယ်ကရှေ့ချင်းမလားတိုးချင်းတာလားစဉ်းစားသန္တရာမရှေ့ချင်းတော့ဘူး ဆိုရင်ကိုကဖြတ်လိုက် ကိုကအင်စဖြတ်လိုက်တိတ်မုံနေတယ်တိတ်မစုံညင်းတော့ဘူးဘယ်တော့မှလည်းမတွေ့ကျင်တော့ဘူးဆိုရင်များများမုံနေများများဖြတ်နိုင်အောင်ကြိုးစားလိုက်ပဲကိုဘကမုံလို့အမုံတရားနဲ့ပြန်တုံ့ပြန်တန်တရာရှည်ပြီးတော့နောက်တစ်ခါပြန်စုံအောင်ပါဆိုတော့အတိတ်ကဘာပဲဖြစ်ခဲ့ပြီပဲဘဝမှာလူတရားကိုတိတ်ပြီးမုံလို့အခဲမကြေဖြစ်လို့တိတ်ပြီးခံစားရရင်အကျင့်မနဲ့ဖြစ်နေတယ်ဆိုရင် သူ့ကိုဘာမှပြန်ပြီးတော့တုံ့ပြန်မနေတော့ဘဲနဲ့သူနဲ့မစုံဖြစ်အောင်ကိုကပဲကိုဖြတ်လိုက်တယ်ကိုကပဲကိုတန်မြာကိုအဆက်ဖြတ်လိုက်တယ်ကိုဖြတ်ရင်ကိုပြတ်သွားတာတာနာအဆက်ဆိုတာက ကိုဖြတ်မှပြတ်တာတကယ်တမ်းကျတော့တတ္တဝါတွေတန်တရာတွေကိုလေအောင်လှုပ်ထားလဲသူများကလှုပ်ထားမှာကိုကလှုပ်ထားတန်တရာရှီအောင်လှုပ်ထားလဲသူများကလှုပ်ထားမှာကိုကရှီအောင်လှုပ်ထားတန်တရာရှီအောင်လှုပ်ပြီးတော့တန်တရာဒူအောင်လှုပ်နိုင်တာလဲကိုပဲဖြစ်တယ်ဆိုရင်ကိုတန်တရာကိုကိုကဖြတ်မှာ မြတ်စွာဘုရားကတော့နာယိဝေဒနာဝေဒာနိတမ္ပန္တိတကုဒါစနအဝေဒနာစာဝေဒာနိအင်သဓမ္မောတဏ္ဍတောလောကမှာတဲ့အမုန်းကိုအမုန်းတရားနဲ့တုံ့ပြန်နေလို့ကတော့တဲ့အမှန်တရားနဲ့အချစ်တရားရလာမှာမဟုတ်ဘူးတဲ့ယတနာငြင်းအင်းသွားမှာမဟုတ်ဘူးတဲ့ဝေယံကိုယံချင်းတုံ့ပြန်နှင်းချင်းဖြင့်ယံနေရမငြင်းတော့ဘူးတဲ့အဝေဒနာစာဝေဒာနိအင်သဓမ္မောတဏ္ဍတော ရန်ကိုရန်ချင်းမတုံ့မသာလဲအမုန်းတရားကို အမုန်းတရားနဲ့မတုံ့ပြန်မသာလဲရန်ဆိုတာငြိမ်းသွားတာမကျင်နဲ့လို့မကျင်နဲ့ချက်နဲ့ပြန်တုံ့ပြန်သန္တာပဲရှိမုန်းလို့အမုန်းတရားနဲ့ပြန်တုံ့ပြန်သန္တာပဲရှိမှာဖြစ်တဲ့အတွက်သန္တာတွေမရှိခြင်းတော့ဘူးမစုံခြင်းတော့ဘူးဆိုရင်ကိုကပဲပြန်ပါလာတော့တခါတည်းကဘဝမှာလူတယောက်ကိုဒီလူနဲ့ဘယ်တော့မှမစုံခြင်းလောက်အောင်ဖြစ်သွားတာလေအများကြီးရှိတယ် ဘယ်တော့မှမစုံညင်တော့ဘူးတန်တရာလည်းမစုံညင်တော့ဘူးလည်းမစုံညင်တော့ဘူးယူရီကသမီးစားဘဝလာချိစခင်စားမလို့ဟိုဖြစ်လျာဘဝတိုင်းဘဝတိုင်းအတူဆုံးရဘဝလို့ဆူတောင်းကြအိမ်အောင်နဲ့ကြပြီးကလေးတယောက်နှစ်ယောက်ဆိုသူသူ့ကြောင်းနဲ့သူကိုကြောင်းနဲ့ကိုတိတော့နောက်ဘဝဒီတခါကြီးနဲ့စုံညင်သေးလားဆိုမစုံညင်တော့လို့ညားတယ်နောက်တခါမကြီးကလည်းနောက်တခါကြီးနဲ့စုံညင်သေးလားဆိုမစုံညင်တော့ဘူးညားတယ်ဟိုသမီးစားဘဝ ကိုယ်စိတ်ဒီစိတ်နဲ့သာလေဘဝရဲဆုံမြင်နေကြပေမဲ့တကယ်တမ်းအတူလက်တွဲပြီးနေလာတဲ့အခါကျတော့ဒီဘဝတောင်မှမဖြစ်လို့နေရတာများတယ်เนาะဆိုတော့မလွယ်တော့ပါဘူးเนาะအဲ့တော့မဆုံမြင်တော့ဘူးဆိုရင်စုံနိုင်ခွင့်နေဖြောက်ခြင်းလဲဆိုရင်တန်တရာကိုဖြတ်ခြင်းလဲဆိုရင်ကိုကပဲဖြတ်ရပါကိုကပဲရှော့လိုက်ပါတန်တရာအမုန်းတရားဆိုတာအမုန်းတရားကိုအမုန်းတရားနဲ့တုံ့ပြန်ရင်တန်တရာကပိုရှည်တယ်ပြိတ်ပြီးတော့ကြက်ကြက်မုန်းလေလေသူနဲ့ကိုတန်တရာအဆက်ကို ြတ်နိုင်အောင်ဖြတ်ရလေလိမ့်မယ်အဲ့တော့သူများကိုဖြတ်မဲ့အစားကိုကဖြတ်သူကအမုန်းတရားနဲ့ပြန်တုတ်ပြန်လဲကိုကတုတ်ပြန်စရာမလိုဘူးကိုကသာကိုကိုရဲ့အမုန်းတရားကိုရှော့ချပြီးတော့မေတ္တာတရားနဲ့နေကိုဖြတ်ရင်ကိုပြတ်မှာပဲဖြစ်တဲ့အတွက်ကြောင့်အတိတ်အကြောင်းတရားတွေသိပြီးတော့တွေးပြီးတော့ပူဆွေးမနေပါနဲ့မရောက်သေးတဲ့အနာဂတ်အနာဂတ်ကိုလည်းတွေးပြီးတော့ဆွေမှုတွေဖြစ်နေပါပြီပြစ်စုံပိုင်းတဲ့တဲ့မှားတာလည်းဘဝမှာတယောက်နဲ့တယောက် တန်တရာတဲ့အဆက်တွေမရှိခြင်းလောက်အောင်မုန်းနေကြပြီဆိုရင်သူ့ကိုလည်းဘာမှတုံ့ပြန်စရာမလိုပဲနဲ့ကိုယ်တန်တရာကိုကိုယ်အမုန်းတရားကိုညံလင်းနဲ့ရှင်ပြီးတော့ဖြတ်နိုင်အောင်ကြိုးစားအမုန်းပြည့်ရင်ဘဝတန်တရာအဆုံးတတ်တော့မှာပဲဆိုတော့ပစ္စုပန်တက်တဲ့ လှုပ်ဆောင်ချက်တွေဒါလည်းအနာဂတ်ရဲ့ပုံပေါ်မှုဖြစ်တဲ့အတွက်ကြောင့်အတိတ်ကိုတွေးပြီးတော့လဲဆွေးမနေပါနဲ့အတိတ်ကဘာဖြစ်ခဲ့ဖြစ်ခဲ့ဘလို့အမုန်းတရားတွေရှိခဲ့ရှိခဲ့အဲ့ဒီအတိတ်အဆွေးတရားနဲ့အမုန်းတရားကိုပြစ္ဆုတ်ပံအထိယူမလာပဲပြစ္ဆုတ်ပံမှာခွာချအတိတ်ကအကျွေးတွေကိုတန်တရာအထိမပါသွားရအောင်ကိုယ့်ရဲ့ပြစ္ဆုတ်ပံတက်တက်မှာကိုယ့်ရဲ့ခံတွေကိုကိုယ့်ရဲ့တန်တရာတွေကိုကညံနဲ့ဖြတ်ပြီးတော့တန်တရာအဆုံးထန်တတ်နိုင်အောင်ကြိုးစားနိုင်ကြတော့တတော်ကောင်းများဖြစ်ကြပါစေဘုံတော်တည်